အားလုံးမင်္ဂလာပါကျွန်တော်မှရောင်းမှုရှိတဲ့ကားလေးတွေနဲ့မိတ်ဆက်ပေးပါမယ်ဒါကတော့ Honda Fit G4 ပါခင်ဗျာ665သိန်းပါ digital upgrade လေးပါ Mitsubishi Corgo 2010 Coupe Grade လေးရှိပါတယ်ပါဝိုက်လေးပါခင်ဗျာ914သိန်းညှိနှိုင်းပါခင်ဗျာဒီဘက်ကတော့ G6 ကိုကျွန်တော်တို့စမက်ကီးနဲ့ G Grade G Smart ဂရိတ်လေးဖြစ်ပါတယ်ခင်ဗျာရန်ကုန်လိုင်စင် 5H ဈေးနှုန်းအတူတူပါပဲ665သိန်းပါဒါလေးကတော့ဈေးမဖွင့်ရသေးပါဘူးဒီနေ့ညနေတော့အကြောင်းတင်မှခင်ဗျာဘယ်တာကိုကီလို8000ကျော်អော်ဈေးတွေအများကြီးចန်သေးတဲ့ကားရှယ်လေးတစ်စီးရှိပါတယ်ပုံပြောင်းလေးပါခင်ဗျာဒါတော့အကြောင်းအပ်ထားတဲ့ G စစ်လေးပါခင်ဗျာ G စစ်ပါဝိုက်ကာလာလေးပါ Android TV လေးနဲ့စမတ်ကီးလေးနဲ့ဖြစ်ပါတယ် 695သိန်းညှိနှိုင်းပါခင်ဗျာဒီဘက်ကတော့ Premio G Grade 2002 model ဖြစ်ပါတယ်ခင်ဗျာဒါလေးလည်းကျွန်တော်ဗီဒီယိုလေးနဲ့အယောင်းတင်ထားပါတယ်ဒါလေးကတော့အယောင်းအပ်ထားတဲ့ Toyota Rush Japan ကားလေးဖြစ်ပါတယ် engine power 1.5နဲ့အောက်ပိုင်းမြင့်မြင့်ကားလေးဖြစ်ပါတယ်ခင်ဗျာ ပုံအသေးစိတ်ဒီကျွန်တော် page မှာတင်ပေးထားပါတယ်ဈေးနှုန်းကတော့960ညှိနှိုင်းပါခင်ဗျာ အာဒီကား type 2လေးလည်းရှိပါတယ်ဒါလေးလည်းအယောင်အပ်ထားတဲ့ကားလေးပါ type 2 2ကျူနံပါတ်လေးရှိပါတယ်ခင်ဗျာဈေးနှုန်းကတော့900ဝန်းကျင်လေးပါဒါဈေးနှုန်းအပြောင်းလေးရှိပါတယ်ခင်ဗျာဒါကတော့ GLA 2019ဖြစ်ပါတယ်အမီရောင်လေးပါ 4G MDY လေးပါအာအင်ဂျင်တော်တော်လေးမောင်းလို့ကောင်းတယ်ခင်ဗျာဒီကားလေးကတော်တော်လေးမောင်းကောင်းတယ်ဆောင်းစနစ်လည်းအရန်ကောင်းတယ်အထဲမှာဒါတော့ကျွန်တော် Mitsubishi Pajero ကအယောင်းတင်ထားပါတယ်ဒီဇယ် 4-speed Pajero ဖြစ်ပါတယ် modify လုပ်ထားတာလေးလည်းရှိပါတယ်ခင်ဗျဒါကတော့ကျွန်တော်လက်ရှိစီးနေတဲ့ Master MPV ခုံ3နန်းကားဖြစ်ပါတယ်အဒီကားလေးလည်းသိမကြခင်ကျွန်တော်အယောင်းတင်ပါမယ်ခင်ဗျကားရှိပြီပါ Master MPV ရှိပါတယ်